င်္ဂလာပါရှင်ကျမတော့ခိုင်ပန်းနူပါဒီဗီရုံးမြင့်တန်းကြားကနေည7:00နာရီအထိစူးစိရရှိထားတဲ့ဇင်းတွေကိုတင်ဆက်ပေးသွားမှာပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘူဟိုအလုံးမှုဆောင်အဖွဲ့ကအစိုးရအဖွဲ့ဝင်တွေနဲ့လွတ်တော်ကိုယ်စားလှယ်တွေရဲ့လုပ်ငန်းဆွမ်းဆောင်ရေးလေ့လာစီစဉ်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်တဲ့တဲ့တင်။ရန်ကုန်တိုင်းဒေသရဲ့အတွင်းကတိမ့်ဆဲလေယာဉ်မြေတွေကိုစီစစ်ပြီးပြန်ပေးဖို့ရန်ကုန်တိုင်းအစိုးရကစီစဉ်နေတဲ့တဲ့တင်။ အစိုးရကိုယ်စားလှယ်အလို့ရှင်ကိုယ်စားလှယ်တွေနဲ့လူ့သမားကော်မတီတွေပူးပေါင်းဖွဲ့စည်းထားတဲ့အမျိုးသားကော်မတီကအနေဆုံးလောက်ခလာစာ3600ကနေကျက်9600အထိတိုးမြှင့်ဖို့အတွက်ဆွေးနွေးနေတဲ့တဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘိုးအလုံးမှုဆောင်အဖွဲ့ကအစိုးရအဖွဲ့ဝင်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုပ်ငန်းစွမ်းဆောင်ရည်လေးလာစီစီအဖွဲ့ဖွဲ့စည်းလိုက်တဲ့ကြီးညာချက်အမှတ်ညမြင့်ဆောင်3.1မြင့်ဆောင်2019ကိုဒီကနေ့ဇန်နဝါရီလ19ရက်ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။အဲ့ဒီအဖွဲ့မှာအဖွဲ့ဝင်6ဦးပါဝင်ပြီးတော့အဖွဲ့ခေါင်းဆောင်အဖြစ်နဲ့ဘိုးအလုံးမှုဆောင်အဖွဲ့ကအဖွဲ့ဝင်ဦးဝင်းထိန်ကတာဝန်ယူပြီးတော့ဦးဝင်းမြင့်ဒေါက်တာစောမြင့်မောင်ဒေါက်တာမျိုးညွတ်ဦးတင်ထူးဦးနဲ့ဒေါ်လဲလဲတို့ပါဝင်ကြပါတယ်။ ခုဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့ဝင်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုပ်ငန်းစွမ်းဆောင်ရည်လေးလာစီစီအဖွဲ့ကို2019ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာပြုလုပ်ခဲ့တဲ့ဘိုးအလုံးမှုဆောင်ဖွဲ့စည်းရဲ့အစည်းအဝေးမှာဆုံးဖြတ်ချက်အရဖွဲ့စည်းကြောင်းလဲကြေညာချက်မှာဖော်ပြထားပါတယ်။ရွေးကောက်ပွဲကြေညာစာရမ်းမှာပါတဲ့ရီမန်းချက်တွေနဲ့ဘလောက်ထိကန့်ညီမှုရှိတယ်လဲဘလောက်ထိလွဲနေတယ်လဲဘာတွေလိုနေတယ်လဲလူတဦးချင်းစီရဲ့လွှတ်တော်ရဲမှာစွမ်းဆောင်နိုင်တဲ့စွမ်းဆောင်ချက်တွေကိုသူတို့မေးတဲ့မေးခွန်းတွေအစိုးတို့ကိုတဦးချင်းတဦးချင်းရဲ့အရေးချင်းကိုစမ်းစစ်တာပေါ့လို့ဥဝင်းထင်ကပြောပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့စစ်ဆေးအဖွဲ့အနေနဲ့ရေးရင်မှုတွေကိုတော့ဆောင်ရွက်နိုင်ရန်စစ်ဆေးမှုတွေကိုသာဆောင်ရွက်တော့မှာဖြစ်တယ်လို့လည်းသိရပါဗျ။တွေ့တာတွေကိုတမရနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်စီကိုတင်ပြရမယ်။ဆုံးဖြတ်တာသူတို့ဆုံးဖြတ်မှာလွှတ်တော်နဲ့ပတ်သက်ရင်လွှတ်တော်ကအရေးယူမယ်။ဝန်ကြီးချုပ်နဲ့ပတ်သက်ရင်တမရနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကဆုံးဖြတ်မှာဒေါက်တာမျိုးမြင့်စီမှာတိုင်တာတွေရှိတယ်။တိုင်တာတွေအများစုကတော့ပြစ်စာတွေမလိုလို့အချင်းချင်းတိုင်တဲ့စာတွေများတယ်။တကယ်နဲ့အနှစ်သာရရှိရှိတိုင်တဲ့အထောက်အထားဆိုတာကတိတ်မရှိဘူးလို့ဦးဝင်းထိန်ကပြောပါရတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်885ဦးလုံးရဲ့လုပ်ငန်းဆောင်ရွက်နေမှုတွေပြည်내တိုင်းဒေသကြီးတွေကအစိုးရဖွဲ့ဝင်တွေနဲ့ဝန်ကြီးတွေကိုဆက်ဆွေးမှုတွေလည်းပြုလုပ်သွားမယ်လို့လည်းသိရပါတယ်ရှင်။ရောင်တန်းဒေသကြီးအတွင်းကတင်းဆဲလျာမြေတွေကိုစီစစ်ပြီးပြန်ပေးဖို့ရောင်တန်းဒေသကြီးအစိုးရကစီစဉ်နေပါတယ်။ဥထုံထုံသိန်းကတင်းပေးဖို့ထားတာပါ။ရန်ကုန်တိုင်းဒေသကြီးမှာအရင်ဆိုးရွားတစ်ထက်ကတင်းစီထားတဲ့လေယာဉ်မြေတွေကိုစစ်စစ်ပြီးပြန်ပေးဖို့အတွက်ဆက်ပြိုးရေးမွေးမြူရေး စွိုင်းရင်လျက်စစ်တပ်ထုနဲ့တတော်ကြီးကကော်မတီကဆစ်စင်နေတာပါတိုင်းစစ်ခံထားရတဲ့နေရာမျိုးတွေကိုလက်ရှိဆစ်စင်နေပြီးလုံခြုံရေးတွေကလုတ်ကန်ခြင်းမရှိရင်ပြန်ပေးသွားဖို့ရှိတယ်လို့လည်းကော်မတီဝင်ကပြောပါတယ်မြေရောင်တိုင်းမှာဟိုတိုင်းစစ်ခံနေရာမျိုးများစစ်စည်းကော်မတီဆိုတာလုတ်ထားတယ်ဟုတ်ကဲ့အဲ့ကော်မတီကနေပြီးတော့နေရာမျိုးတွေကိုတင့်ထားတဲ့နေရာလေတော့တိုင်းအဲ့ဆက်မယ်ကျွန်တော်ကအဲ့တော့တရားပြတ်မှုတွေကျွန်တော်ပြန်ပေးမယ်ပြန်ပေးခြင်းလို့တိုင်းစစ်ခံနေရာမျိုးများကော်မတီဆိုတာ ရောင်းတန်းစုအဖွဲ့ကိုပေါ်စီပြထားပါရှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေဟာ2016ဧပြီလကနေစတင်ဆောင်ရွက်နေတာဖြစ်ပြီးအရင်အစိုးရလက်ထက်ကမပြည့်ပြတ်သေးတဲ့လေယာဉ်ပြဿနာတွေကိုဖြေရှင်းနေတာပါလေယာဏသိုးသက်ရေးအတွက်နယ်ပယ်ပေါင်းစုံကနေဆောင်ရွက်မှုတွေရှိနေပြီးစုစည်းဆောင်ရွက်ဖို့လိုတယ်လို့လည်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြောဆိုပါတယ်။နေရာကကဖွံ့ဖြိုးတိုးတက်ရေးကိုကုမ္ပဏီအသီးသီးအဖွဲ့အစည်းတွေကနေပြည်တော်နေရာအသီးသီးမှာကြိုးပမ်းဆောင်ရွက်နေတာတွေကိုကျွန်တော်တို့တွေ့မြင်ရပါတယ်။ဒါပေမဲ့ ကိုယ်အစုလိုက်ကိုယ်အမြင်ကိုယ်ဆောင်ရွက်ချက်နဲ့ပဲဖြစ်နေတယ်လို့ဒါကျွန်တော်တို့ယူဆပါတယ်ကျွန်တော်တို့ရဲ့အမြင်ကတော့ဒီအခြေအနေတွေအားလုံးပေါ်မှာကျွန်တော်တို့ပေါင်းစပ်နိုင်ချင်ပါတယ်။ဒါရမေဆွန်လက်စီကော်မရှင်ရဲ့2016နစ္စန်သတင်းထုတ်ပြန်ချက်တွေအရတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာလေယာမီသိမ်းစစ်မှုနဲ့ပတ်သက်ပြီးလဲကူးမျိုးနယ်ကအများဆုံးတိုင်ကြားထားပြီးအစိုးရကခွင့်ပြုထားခြင်းမရှိတဲ့လေယာမီတွေမှာစီမံကိန်းတွေဝင်ရောက်လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာလေယာစိုက်အေက25သိန်းခန့်ရှိပေမဲ့ ထပ်ဝဲလောက်တာလက်ရှိစိုက်ပျိုးနိုင်သေးပြီးကြန့်ရှိတဲ့တရားမြေတွေကိုပြန်လည်စိုက်ပျိုးနိုင်မှုတွေမာစတာပလန်ရေးဆွဲနေတယ်လို့လည်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြောဆိုပါတယ်ကျွန်တော်ထွန်းထွန်းသိမ်းပါမိုးကုံမြို့ဒေသခံတွေကြောက်တူးဖို့ရှောက်ဖွေးလုပ်ငန်းလုပ်ကံကွင်းရရှိမှစီးပွားရေးနဲ့မြို့ဖွင့်ပြိုးလာမယ်လို့မိုးကုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်အောင်အောင်ကသတင်းပေးပို့ထားတာပါ မန္တလေးတိုင်းဒေသကြီးမိုးကုံမြို့မှာကြောင်းမြတ်စင်တာဆောက်လုပ်ဖို့လိုအပ်နေတာကြောင့်ပတ်ဆိုင်ရာဖွဲ့စည်းတွေနဲ့ကြောင်းမြတ်ရနာလုပ်ငန်းရှင်များအသင်းထားပွဲကုံစယ်ပွဲစားများအသင်းမြေနေရာရရှိဖို့လှုံ့ဆော်နေပါတယ်။မိုးကုံမြို့ဒေသခံတွေကြောက်တူးဖို့ရှာခွေလုပ်ငန်းခွင့်ရရှိမှစီးပွားရေးပြန်လည်ကောင်းမွန်လာပြီးမြို့ဖွံ့ဖြိုးလာမယ်လို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ကပြောကြားခဲ့ပါတယ်။အာကျွန်တော်တို့မြို့ကတော့ဒီရဲ့ကြောင်းမြတ်ကိုအဓိကဦးစားထားဦးစားပေးပြီးမှစီးပွားရှာစားတဲ့မြို့ဖြစ်တယ်ပေါ့နော်။ အဲ့လိုစီးပွားရှာစားတဲ့မျိုးဖြစ်တဲ့အတွက်ဒီကြောင်းမြက်ဒူးခေါ်တဲ့လုပ်ငန်းတွေမှာကြောင်းမြက်လုတ်ကင်တဲ့လုပ်ငန်းတွေမှာ ကျွန်တော်တို့ဒေတာခံလက်လုတ်လက်စားတွေကဒီကြောင်းမြက်ကိုဒူးဖော်ခွင်းတို့ရှာဖွေခွင်းတို့တွေရှိမှသာလျင် ကျွန်တော်တို့မျိုးရဲ့စီးပွားရေးပြန်အဆင်ပြေမှာပါ့ အရင်ကမိုးကုံမြို့ဒေသခံတွေဟာတပန်တနံကြောက်တူးဖို့လောက်ွက်တွေလောက်ခဲကြပြီးမိုးကုံမြို့စီးပွားရေးဆင်ပြေခဲ့ကြပေမဲ့1995ခုနှစ်နောက်ပိုင်းကစပြီးကုမ္ပဏီတွေကဆက်ရန်တားကြီးတွေနဲ့ကြောက်တူးဖို့လောက်ကန်လာခဲ့တာကြောင့်ပန်းကြံထားဝဲမှာကြောက်ရှားပါလာတယ်လို့ကြောက်ရောင်းဝယ်လောက်ကန်သူတို့ကပြောပါတယ်။ဆင်ပြေဖို့တော့သိမမင်ဘောဗျာတဲ့ဒီတပိုင်းတနိုင်ကိုမင်းဟိုဟာချပြီးအများကြီးချပြီးမှဟုတ်ဘူးတပိုင်းတနိုင်ဆိုတာသူလိုကိုလိုအခုရအခုရောင်း အဲ့ဒါဟိုဟိုခေတုန်းကပေါ့အခုအခု twin လို့ရင်မနေ့ twin လို့ရလို့ရှိရင်ညနေဆိုဒီထားပွဲမှာပဲဟိုတုန်းကငါတို့ဆိုရင်ညနေနဲ့နိုင်ဆိုစီပြီးဆို twin အပြောင်းဆောက်နေတာအဲ့မှာဟိုဝယ်ဝယ်မြတ်လည်းမြတ်တယ်လေ twin သားတွေလည်းရောင်းတယ်လေအခုကဟိုဖစ်စတွေကမရောင်းလေသူတို့အကုန်လုံးအဲ့လိုမျိုးဖြစ်နေတယ် မိုးကုံးမြို့နယ်ဒေသမှာလာရောက်လုပ်ကန်နေတဲ့ကျိုးတူဖက်ဆက်ဥပံကုမ္ပဏီတွေကထွက်ရှိတဲ့ကြောင်မြေနာတွေကိုနေပြည်တော်ကြောင်မြေလေးလံတွေမှာရောင်းချသလိုမိုးကုံးမြို့ကထားဝယ်ဈေးမှာရောင်းချပေးဖို့ကြောင်မြေလုပ်ကန်သူတွေကလိုလားနေကြပါတယ်ကျွန်တော်အောင်ပါဘတ်ကားစီးခီးတဲ့တွေကိုကူညီနေတဲ့လောအားပေးလက်ပတ်တူပတ်ပြီးတော့ကသမားတွေကိုပြဿနာရှာရရရှိနေတဲ့အတွက်လောအားပေးတွေအလုံးကိုလက်ပတ်ပြန်လဲဖြုတ်ထားဖို့နှိုးဆော်ထားပါတယ်။ လောအပိတွေအားလုံးရဲ့စီးရင်ရှိတဲ့အခုတွေ့ရတဲ့လောက်ကပြဿနာရှာရဲဆိုတဲ့သူတွေကစီးရင်မှာမရှိဘူးလို့လောအပိတွေကိုစီမံနေတဲ့လွှတ်တော်ကိုယ်စားလှယ်ကိုနေဖုံးလက်က DPP ကိုပြောပါရယ်လောအပိတွေအနေနဲ့ YBS တစိမ့်ပါတဲ့အုတ်ထုံးနဲ့အင်ကြီးတွေဝစ်စင်ထားမှဖြစ်ပြီးတော့ထတ်တိုးလာတဲ့လောအပိတွေကတော့လယ်ဆဲကပ်ပြားတွေချိတ်ဆွဲထားမှဖြစ်တယ်လို့သိရပါရယ်ရှင်စစ်သွေးဥပဒေပုံမှန်66ကာကြီးကိုလွတ်တော်မှာဆွေးနွေးမယ်ဆိုရင်အဓိကအချက်တွေကိုပြင်ဆင်ဖို့လိုအပ်တယ်လို့စစ်သွေးဥပဒေပြင်ဆင်လှုပ်ရှားရေးဆောင်ရွက်သူတွေကပြောဆိုလိုက်ပါတယ်။ကိုမောင်ကပြောပို့ထားတာပါရှင်။ ဇန်နဝါရီလ30ရက်နေ့မှာပြန်လည်စတင်မဲ့စရုံတာလွတ်တော် ပုံမှန်အစည်းအဝေးမှာဆက်သွယ်ရေးဥပဒေ66ကာကြီးကိုဆွေးနွေးနိုင်ခြင်းရှိတယ်လို့ဥပဒေကြမ်းကော်မတီကပြောဆိုလိုက်ပါတယ်။ဒီလိုဆွေးနွေးမယ်ဆိုရင်အပေါ်ယံပြင်ဆင်တာမျိုးမဟုတ်ဘဲအဓိကအချက်တွေကိုပြင်ဆင်ဖို့လိုတယ်လို့ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားဥဆောင်ကော်မတီကပြောဆိုလိုက်ပါတယ်။ဟောကော်မရှင်ကနေထုတ်ပြန်တဲ့ပုံတံဒီလိုမီဒီယာတွေမှာဖြေထားတဲ့အတန်တွေရဆိုရင်အဲသူတို့ပြင်ရမယ့်အချက်တွေဟာအာ၃နှစ်ကို၂နှစ်ပြောင်းမယ်။ အဲပြီးရင်အာမခံပေးလို့ရတဲ့ပုံမှန်တစ်ခုဖြစ်အောင်လုပ်မယ်အဲဒီ6ယောက်ကားကြီးတဲ့မှာမှာဟိုဒီအတီးဖြတ်ချင်းဆိုတဲ့ဟာတခုဖယ်ထုတ်လိုက်မယ်ဆိုရင်ဒါအဆင်ပြေမယ်ဆိုတာမျိုးသူတို့ပြောတယ်ဆိုတော့တို့တော့ကျွန်တော်တို့ဒီဘက်ကလိလတူးရက်တွေရအဲ့ဒီလောက်လေးပြင်ယုံနဲ့ဒီဥပဒေကမပြောင်းလဲနိုင်ဆိုတော့အဲ့ဒီဟာပဲပြင်မယ်ဆိုရင်ဒီဥပဒေကအရင်အတိုင်းပဲဆက်ဖြစ်နေလိမ့်မယ် လက်ရှိဥပဒေကမရှင်းလင်းတဲ့အသုံးအနှုန်းတွေကိုတိတိကျကျဖြစ်ဖို့အတွက်နည်းဥပဒေရေးဆွဲခွင့်ရထားတဲ့ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ဥပဒေပညာရှင်တွေ IT ပညာရှင်တွေနဲ့ပြည်သူတွေရဲ့အကြံပြုချက်တွေကိုအမြန်ဆုံးထည့်သွင်းရေးဆွဲသင့်တယ်လို့ဆိုပါတယ်။ရောပြီးတော့လေဒီထဲမှာရောပြီးတော့ဟောနာပုံမှန်900ခုနအသေးပြည့်စီတယ်ဆိုတော့ဒီဆက်သွယ်ဥပဒေရောထည့်ထားတာကမှားတယ်။တကယ်ကြတော့အသေးပြည့်စီမှုနဲ့ပတ်သက်လာရင်ရစကြီးဥပဒေပုံမှန်900လည်းရှိပြီးသား။နောက်တစ်ခါသတင်းမီဒီယာသမိုင်းနဲ့ပတ်သက်လည်းသတင်းမှုဥပဒေရှိပြီးသား။ ဆက်သွယ်ဥပဒေထဲမှာအဲအသေးပြည့်မှုထက်စိုးရထားတာကမှားတယ်အဲ့ဒါကတော့လုံးဝပြင်သစ်တယ်လို့ဆရာယူဆတယ်ဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးဟာဆက်သွယ်ရေးကွန်ရက်တစ်ခုခုကိုအသုံးပြုပြီးပုံကိုယ်တူကို6လန့်တောင်းယူခြင်းအနိုင်ထက်ပြုခြင်းမတရားတားဆီးကန့်ကွက်ခြင်းအသေးရဖြတ်ခြင်းနှောက်ယှက်ခြင်းမလျော်ဩဇာသုံးခြင်းချင်းချောက်ခြင်းတွေကိုကျူးလွန်ရင်အရေးယူနိုင်တယ်လို့ဖော်ပြထားပါတယ်။2018ခုနှစ်ဇန်နဝါရီလ23ရက်နေ့အထိကောက်ခံရရှိတဲ့စည်းရုံးတွေအရ ပုံမှ66ကကြီးနဲ့တရားရုံးတင်ပြီးတရားစွဲဆိုမှုပေါင်း58မှုရှိသွားပြီလို့ဆက်သွယ်ရေးဥပဒေဆိုင်ရာသုတေသနအဖွဲ့ရဲ့စစ်တမ်းတွေအရသိရပါဗျ။ကျွန်တော်ကိုမောင်ပါပြည်အောင်စုရွေးကောက်ပွဲကော်မရှင်မှာအားအနေချက်၃ခုရှိနေတယ်လို့ကော်မရှင်တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ကိုစရာချမ်းရရပြပို့ထားတာပါပြီးခဲ့တဲ့၂၀25ရွေးကောက်ပွဲအခြေအနေကိုပြန်သုံးသပ်တဲ့အခါမှာပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကဖြေရှင်းမှုလိုအပ်နေတဲ့အားအနေချက်၃ခုကိုတွေ့ရတယ်လို့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ဇန်နဝါရီ19ရက်နေ့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံရမှာပြောဆိုလိုက်ပါတယ်။ကော်မရှင်ကဖြည့်ရှင်းမှုလိုအပ်နေတဲ့အချက်တွေကတော့ရွေးကောက်ပွဲပြင်ဆင်မှုအချိန်မလုံလောက်တာကော်မရှင်အဖွဲ့အစည်းအချင်းချင်းတင်းအချက်လက်ဆက်သွယ်ဖို့နှောင့်နေတာရွေးကောက်ပွဲအချိန်တွင်မဲယုံတွေမှာပြဿနာဖြစ်တာတွေကိုလက်ငင်းမဖြည့်ရှင်းနိုင်တာတွေဖြစ်တယ်လို့ကော်မရှင်တာဝန်ရှိသူကပြောပါတယ်။တတိယအနေချက်ကတော့ကျွန်တော်တို့ဒီမဆန္ဒရှင်ပြည်သူလူထုကိုရောကျွန်တော်တို့ဒီရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့ကျွန်တော်တို့ဒီကော်မရှင်အဖွဲ့အစည်းက အဆင့်သီးသီးရအောင်အားလုံးကိုကျွန်တော်တို့ဒီရောဂါဝယ်ဆိုင်ရာပညာပေးမှုတွေကျွန်တော်အားနေသွားပါတယ်သင်တန်းမှုတွေအားနေသွားပါတယ်ဒါကိုကျွန်တော်ပြင်ဆင်ပြီးတော့ဒီဇန်နဝါရီ23ရက်ဆိုင်ကျွန်တော်တို့ဒါသင်တန်းတွေကျွန်တော်စပြီးလုံဆောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဂျာဖြတ်ရွေးကောက်ပွဲမှာအဲ့ဒီအားနေချက်တွေထပ်မဖြစ်အောင်ဆောင်ရွက်ဖို့ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ဖြစ်တယ်လို့နိုင်ငံရေးပါတီကောင်ဆောင်တွေကတုံ့သက်ပါတယ်အဲ့ဒီအားနည်းချက်တွေအပြင်2015ရွေးကောက်ပွဲမဲဆန္ဒရှင်စီရင်ကိုအခြေပြုထားတဲ့ဂျာဖြတ်ရွေးကောက်ပွဲမဲဆန္ဒရှင်စီရင်တွေမှာလည်းအားနည်းချက်တွေရှိနေသေးပဲလို့သူတို့ကပြောပါရယ် လောက်ကရေနော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရေယာရင်ကောင်းစီရင်ကောင်းတွေရှိပါလျက်နဲ့တိကျတဲ့မင်းစီရင်တစ်ခုကိုမရနိုင်ဘူးဆိုရင်အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုရွက်ကောက်ပွဲကော်မရှင်မရလို့လားကျွန်တော်ရဲ့လမ်းကြောင်းကိုပိတ်ဆို့ထားတယ်တနာကြီးခွဲလောက်ကျွန်တော်ရွက်ကောက်ပွဲစီဝင်ပိတ်ဆို့ခံရတယ်ဒီနေရာမှာတရားဟောပြောရမယ့်နေရာမဟုတ်ဘူးဒါပေမဲ့အဲ့မှာကခုံမြူတူပြီးတော့မှတရားဟောနေတာတနာကြီးခွဲလောက်ကျွန်တော်အပိတ်ခံတယ် လာမယ့်ဂျာဖက်ရွေးကောက်ပွဲမှာတနင်္ဂနွေလုံးလေးလက်လွတ်တော်ကိုယ်စားလှယ်စက်ကူနေရသာအတွက်ကိုယ်စားလှယ်လောင်း95ဦးကမြို့နယ်22မြို့နယ်ကနေဝင်ရောက်ရှင်ပြန်တွားကြမှာဖြစ်ပါတယ်။ကျွန်တော်ကဇေယျချန်ကြီးပါ။ပလောင်ကိုဝိုင်အုပ်ချုပ်ခွင့်ရဒေသနမ်ဆန်မြို့ကနေလာရှုမြို့ဘော်ကိုစစ်ပေးဆောင်လာတဲ့ပြည်သူအများစုဟာနေရက်ကိုစပြန်နေကြပြီဖြစ်ပါတယ်။ခွန်စော်ဦးကပေးပို့ထားပါရဲ့ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ကိုဝိုင်အုပ်ချုပ်ခွင့်ရဒေသ နပ်ဆန်မျိုးကနေလာရှိုးမျိုးပေါ်ကိုစစ်ဘေးတိမ်းဆောင်လာကြတဲ့ပြည်သူအများစုဟာဇန်နဝါရီလ16ရက်ကစတင်လို့နေရက်စပြန်နေကြတာပါပြန်မတော့ကလေးလည်းပါတယ်ပြီးတော့မထိုင်လည်းပါတယ်အခုအကြောင်းကိုဖိတ်ပြီးဆိုတော့ကပြန်မတော့ပြင်းကြတာကြတော့အေးချမ်းသွားပြီလို့ပြောတာပဲမထိုင်လည်းပါတယ်ကြောင်းဆရာလည်းပါတယ်ပြန်မတော့လက်ရှိလာရှုမျိုးဘကအောင်မင်္ဂလာနတ်ဆန်ကျောင်းနဲ့ မန်စုရှက်ကြောက်တိုင်းမှာကြံနေတဲ့စစ်ဆောင်တွေကတော့အခြေအနေကိုတေချာစောင့်ကြည့်ပြီးမှ ပြန်ဖို့စဉ်းစားထားတယ်လို့ဆိုပါတယ်ဒီမှာချင်းလေးဆောက်ရုံနဲ့နဲ့ချင်းလေးကောင်းရင်လည်းကျန်တော့ပြီးခဲ့တဲ့ရပိုင်းတွင်းကနမ်ဆန်မြို့မှာမြမတက်မလို့နဲ့တရားနာနေတန်းတက်မလို့တို့ကြားထိတွေ့မှုတွေဖြစ်ခဲ့လို့နမ်ဆန်မြို့ကန်တွေဟာစစ်ပေးတိန့်ရှောင်နေကြရတာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ က်အင်အားမဖြည့်တင်းဖို့တက်စကန်သစ်မစောက်ဖို့အချက်တွေကိုမလိုက်နာလို့တိုင်းဒါလက်နက်ကင်တွေနဲ့တိုက်ပွဲတွေဖြစ်နေရတာဖြစ်တယ်လို့တက်မတော်ဘက်ကပြောဆိုလိုက်ပါတယ်တက်အင်အားမဖြည့်တင်းဖို့တက်စကန်သစ်မစောက်ဖို့သဘောတူထားပြီးသားရှိပြီးသားအင်အားကိုပဲထိန်းရမယ်ရှမ်းမြောက်မှာဘာလို့တိုက်ပွဲတွေဖြစ်နေရတာလဲအဲ့ဒီအချက်တွေမလိုက်နာလို့ဖြစ်နေတာလိုက်နာတဲ့တိုင်းဒါလက်နက်ကင်တွေနဲ့ဖြစ်เสียမှရှိဘူးနှစ်ဖက်တက်တွေစီကန်ချက်တွေကိုလိုက်နာပြီးနိုင်ငံရေးစွန့်နှိပ်ပွဲတွေနဲ့အပြေရှားရမှာလို့ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ကပြောပါတယ် ဇန်နဝါရီလ16ရက်နေ့ကနေပြည်တော်မှာရှိတဲ့ NRPC စောင်းအောင်မှပြုလုပ်တဲ့ Peace Process Orientation Course မှာပြောဆိုခဲ့တာဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့အတွက်တိုင်းသားလက်နက်ကိုင်ဖွဲ့တွေနဲ့မြမတက်မတော်ဟာတရားဝင်6ချိန်ဆွေးနွေးခဲ့ပြီးတော့အလွတ်သဘောနဲ့28ချိန်မြောက်ဆွေးနွေးခဲ့ပြီးလည်းဖြစ်ပါတယ်ရှင်။ ဘိုင်း PS အများပိုင်းဘတ်စကားစနစ်ပြောင်းလဲလိုက်တာဟာအခြေခံလူတန်းစားတဲ့အတွက်အခက်အခဲရှိနေတယ်လို့ဈေးတယ်တွေနဲ့ဆက်လွယ်လုပ်ငန်းသမားတွေကဆိုပါတယ်စွစုသွဲကသတင်းပေးပို့ထားပါတယ်အစိုးရတက်လက်ထမှာဇန်နဝါရီလ16ရက်နေ့ကစတင်ပြောင်းလဲလိုက်တဲ့ YBS အများပိုင်းဘတ်စကားစနစ်ဟာအခြေခံလူတန်းစားတွေအတွက်ငွေကြေးအခက်အခဲနဲ့တောလာခြင်းအခက်အခဲတွေရင်ဆိုင်နေရတယ်လို့ဈေးအသေးတွေအပါအဝင်ဆုပ်လုပ်ရေးလုပ်သားတွေကုန်ထမ်းသမားတွေကပြောပါတယ်။နောက်ပြီးရတော့ဆက်တွေ့ရတာကောင်းတော့ကောင်းတယ်ဒါပေမဲ့ တက်ညောင်ရောဒီတက်ညောင်ကခီးရအချင်းနဲ့မရောက်နိုင်ဘူးကျုံးတက်ညောင်ကာနစ်စစ်စီရတယ်ကာနစ်စစ်စီရတော့ဘာလို့မှအခက်ခဲလေးကြုံရတာပေါ့လေဒါဆိုဖြင်းနဲ့အချင်းပြမရောက်ဘဲစောင့်ကြည့်ကြပါလေဘုံကတော့400ကုန်တယ်ဒါနဲ့အခုစားတကယ်လို့လမ်းလျှောက်မယ်ဆိုရင်400ပဲကုန်တယ်လမ်းမလျှောက်ဘူးဆိုရင်600ကုန်တယ်အဲ့ဒါပါပဲတခုကတော့လာရတော့အဲ့ဒါလိုပါပဲတိတ်ပြီးတော့ကွာခြားမှုတော့မရှိပါဘူးကားနေတာနဲ့နောက်ကြတာနဲ့မရောက်တာပါပဲဒါအချင်းမီမရောက်တာနဲ့ အဲ့ဒါအတခုပဲလို့ပြအခက်ခဲရှိပါတယ်ပေါ့နှစ်ယောက်ဆိုရင်ဒီသိန်းစေကိုရောက်တယ်အခုဆိုရင်တထောင်လောက်ကုန်မှဒီရောရောက်တယ်စာဝန်နေရကြတယ်ပိုးကုန်သွားတယ်စာဝန်နေကိုဘယ်လိုခေါ်ချိုးချံစားရတာပေါ့ရတဲ့ဝန်ငွေနဲ့ချိုးချံစားရတာပေါ့ WiFi စနစ်မပြောင်းလဲခင်ရှင်ကမိမိတို့လိုရာခေးရောက်နိုင်ဖို့တစ်နှစ်ကိုတော့အပြန်လန်းစေကုန်ကြောင်ငွေ400ကျပ်သားပေးရပါမယ်ယခုစနစ်တဲ့ပြောင်းလဲချိန်မှာတော့တနည်းကိုခီးစည်းနှစ်ဆသုံးဆပို့ကုန်လာတယ်လို့ပြောပါတယ်။အများပိုင်းဘတ်စကားစနစ်ကြောင့်တနည်းဝင်ငွေရှာပြီးမှတနည်းစတောက်ရတဲ့အခြေခံလူဒန်းစားတဲ့အတွက် အခက်ခဲတွေရှိလာကြပါတယ်။လိုရခရီးကိုရောက်ဖို့ကားနှစ်သုံးဆင့်ပြောင်းစီရသလိုကားအစီးရအတွက်နေငင်နဲ့ပြေးဆွေးပေးနေတာကြောင့်အချိန်ကျညာပြီးအလုပ်ချိန်နောက်ကျမှုတွေရှိနေပါတယ်။ဒါအပြင်ဘတ်စကားစီးနေရမှာလည်းအခက်ခဲတွေရှိနေတယ်လို့ဆိုပါတယ်။ရင်တော့ကားကြည့်တယ်ဆိုတာတာဂက်တာနေပြီဒီမျိုးတွေကို300ပဲပေးရတာခေါင်းကတက်စီးတာဂိတ်စဂိတ်ဆုံးဆင်းပြေတယ်ခုက400လဲကုန်ပဲ200ကလဲစီးရဒီကားအဆင်ပြေခေါကားတက်ဖို့ဆိုတာကားအဆင်နေမဖြစ်သေးဘူးကားမတိုင်မှာ나이ဝက်လောက်စောင့်နေရ နောက်ကောက်ပြောင်းစီးဖို့ဆိုတာဒါနေ့စဉ်နဲ့များဆိုရင်အဆင်မပြေနိုင်ဘူးအဲ့တော့ဂိတ်စဂိတ်ဆုံးကားတွေကိုဆွဲပေးပါကားကလိုတောင်းမယ်ဆိုရင်တရားတလေပို့တောင်းလို့အဆင်ပြေတယ်ဂိတ်စဂိတ်ဆုံးကိုပဲလိုချင်တယ်မတက်ရရင်လည်းရရပြီဒီကအဓိကအဆင်လိုက်တယ်နောက်ကောက်တက်ဖို့နောက်ကလည်းမလာလာတဲ့ကားကြက်ပြန်တော့လည်းဒီလူအုပ်နဲ့တက်လို့ရတာအဆင်မပြေဘူးတက်စီငါးစီးဖို့ဆိုတာလည်းလက်လုံးနဲ့စားတယ်ဘွာ စီမပြေနိုင်ပါဘူး။ညဘက်ကျတော့လည်းအဆင်မပြေဘူး။ကားတွေအရန်ကျတယ်ပေါ့နော်။ဒါလည်းရောက်တာတော့ရောက်တာပဲ။အခက်အခဲချင်းမနေ့ဘက်ဆိုလည်း၄နိုင်လောက်ဆိုထပြီးစီးရတယ်ပေါ့နော်။နောက်ကတော့ပြီးရန်ဆိုမနေ့၅နိုင်ဆိုဒီ6နိုင်9နိုင်လောက်တယ်ပေါ့နော်။အခုကျတော့ကဘာမှမသိတဲ့ခါမျိုးကြဒီဈေးတန်ကိုဒီတိတ်ကြီးဆို9နိုင်10နိုင်တော့တယ်ပေါ့နော်။အဆင်မပြေဘူးပေါ့နော်။အဲ့လိုမျိုးခက်ခဲလေးရှိတာပဲ။ညဘက်ကျလည်းကလူကြိတ်ကြိတ်တွန်းတဲ့ခါမျိုးအဆင်မပြေဘူးပေါ့နော်လေ။အဲ့လိုမျိုးလေးရှိတယ်။အများမိုင်ဘတ်စကားစနစ်ပြောင်းလဲမှုကြောင့်ရှေခန်လူတန်းစားတွေအတွက်ခက်ခဲရှိပေမဲ့ဒီလိုစနစ်တဲ့ပြောင်းလဲမှာ အရင်ထက်ပိုမိုကောင်းမွန်လာဖို့အတွက်ကိုပြည်သူတွေကမျှော်လင့်နေကြပါတယ်ကျမစုစုတွေပါတင်မဝင်ရောက်ခွင့်ယာယီအတွက်ရန်ကုန်ကိုလာရောက်ဆွေးနွေးနေတဲ့မလေးရှားကိုယ်စားလှယ်အဖွဲ့ကိုစီကံတတ်မှတ်ချက်နဲ့ဝင်ခွင့်ပြုလိုက်ပြီးဖြစ်တယ်လို့ရန်ကုန်ရှိမလေးရှားတန်မကြီးရဲ့ပြောကြားချက်ကိုကိုးကားပြီးတော့မလေးရှားသတင်းစာဖြစ်တဲ့ New State တိုင်းသတင်းစာမှာဖော်ပြလိုက်ပါတယ်။ကေဇေးပစ္စည်းတွေတန်တထောင်ခန့်တဲဆောင်လာမဲ့တင်ဘော့ကိုရန်ကုန်စစ်ကမ်းမှာသာကက်ခွင့်ပြုပြီးတော့မြမအာနာပိုင်တွေစီလွှဲပြောင်းပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ ။တခြားစည်းကမ်းချက်တွေပါဝင်သေးပေမဲ့လည်းတန်မကြီးအဗ်ဒူရာမန်ကထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။မလေးရှားဘက်ကလက်ခံတဲ့သင်္ဘောရှိတာတွေတွေ့ရပြီးတော့အခုလိုခွင့်ပြုချက်ဟာနှုတ်ကရီတာဖြစ်နေတဲ့အတွက်တရားဝင်စာနဲ့ရေးသားပေးဖို့တောင်းဆိုခဲ့တယ်လို့တန်မကြီးကပြောပါရယ်။မြန်မာဆိုရဘက်ကလည်းအခုလိုအကူအညီပေးတာကိုကျေးဇူးဥပဒေအရတင်ရှိကြောင်းပြောဆိုခဲ့လို့သိရပါတယ်။အစည်းအဝေးကိုမြန်မာဘက်ကပြည်ပဆိုင်ရာဖွဲ့စည်းတွေနဲ့စီးပွားရေးဌာနညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းနဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့တက်ရောက်ခဲ့ကြပါတယ်ရှင်။ အနည်းဆုံးလကလစာချက်က3600ကနေချက်9600တွင်းမြင့်သက်မှတ်ဖို့ညှိနှိုင်းနေပါတယ်ဒီသတင်းကိုတော့သူစာလင်းကပေးပို့ထားပါတယ်ရှင်အစိုးရကိုယ်စားလှယ်လှုပ်ရှင်ကိုယ်စားလှယ်တွေနဲ့လုံသမားကော်မတီတွေပူးပေါင်းဖွဲ့စည်းထားတဲ့မြို့သားကော်မတီကမြန်မာနိုင်ငံမှာငွေကြေးဖောင်းပွားမှုနှုန်းနာတိုးမြင့်လာတာတွေကြောင့်နေကုန်းလုတ်ခတ်လာတာ7,600ကနေ7,600အထိတိုးမြင့်မှုအတွက်ဇန်နဝါရီလအတွင်းမှာဆွေးနွေးနေကြတာဖြစ်ပါတယ်။ဒီကြားကာလမှာငွေကြေးဇန်နှုန်းပေါ့နော်ဖောင်းပွားမှုဇန်နှုန်းတိုးမြင့်လာတယ်။တိုးမြင့်လာတဲ့အခါကျတော့ဒီနေကုန်းခချင်းငွေ လုခတနေ့9600ရရှိရေးဆိုပြီးတော့လူသမားရဲ့နမ်းမော်ကိုရောက်လာကြတယ်။ချီတက်တောင်းဆိုကြတဲ့အချိန်တွေတခုထိရောက်လာတယ်။ပြင်ဆင်ပေးရန်ကိုဒါကျွန်တော်လွတ်တော်သုံးရက်ကနေပြီးတော့ဒီပြုပေးရမှာဖြစ်တယ်လို့ပြင်ဆင်ပေးရမယ့်နှုံသားတွေကိုလည်းပဲပြောင်းလို့ဆိုရတာဒီပြုပေးရမှာဖြစ်ပါတယ်။လက်ရှိမှာထဲကျိုးဆက်ယုံမှာလှုပ်လှုပ်နေတဲ့လုသမာဥယေ၄သိန်းကျော်လောက်ရှိပါတယ်။လုသမာရဲ့လုခလာစာတိုးမြင့်တက်မလိုက်တာနဲ့ကိုစင်းတို့မှာတက်လာတာကြီးကြဒီလိုလုခလာစာကြီးတိုးမြင့် တ်မှတ်ပေးမှာကိုမြန်မာနိုင်ငံဆက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းတို့လို့တမားတ်မှတ်ကမှအဖွဲ့ချုပ်အနေနဲ့စိုးရိမ်နေတယ်လို့ဆိုပါတယ်။လစာတိုးတာကျွန်တော်ကအဲ့ဒီလိုနိုင်ငံအနေနဲ့တိုးတာကိုကျွန်တော်ကတော့အာမလိုလားဘူး။3600အနေနဲ့9600 2000ပါဆိုရင်ကျွန်တော်တို့ကကြောက်နေတယ်။အဖွဲ့ချုပ်ကဦးဆောင်နေတဲ့အလုပ်သမားဒီခေါင်းဆောင်တွေပေါ့ဗျာ။အာတော်တော်များအဲ့ဒါကိုကြောက်နေတယ်။အဲ့ဒီလိုတိုးတွားလို့ရှိရင်ထပ်ပြီးတော့မှကုန်စင်းလုံးထက်တက်လာရင်ဘယ်လိုလုပ်မှာလဲဆိုတော့ဟာ။အဲ့ဒါကြောင့်မို့ထပ်ပြီးတော့မှ ငါးထောင်ချက်ထပ်ဖြစ်သွားလို့ရှိရင်လည်းအဲ့ဒီလိုထပ်ဖြစ်လာမှာကျွန်တော်တို့ကအရန်စိုးရိမ်နေတာပေါ့2014ခုနှစ်မှာတီးပြူတက်မှတ်ခဲ့တဲ့နေသုံးလုခလာစာခကျင်းငွေ7600ကနေနှစ်နှစ်ပြည့်တာနဲ့ဥပဒေပြောင်းလဲပြင်ဆင်ခွင့်ရှိရဲဆိုတဲ့ချက်တွေကြောင့်ပြောင်းလဲနေတဲ့အခြေအနေနဲ့အညီလုခလာစာတိုးမြင့်ဖို့အခုလိုသက်ဆိုင်ရာတာဝန်ရှိသူတွေကဆွေးနွေးနေကြတာဖြစ်ပါတယ်ကျွန်မကသူစားလင်းပါရွှေဝယ်ယူတဲ့သူတွေစီကနေခွန်ကောက်မယ်ဆိုရင်မှောင်ခိုရွှေအယောင်းဝယ်စည်းကွက်ပေါ်လာမယ်လို့ရွှေလုံငန်းရှင်တွေကပြောပါတယ်ကြော်စရာသတင်းပေးပို့ထားတာပါ ရွှေဝယ်ယူတဲ့သူတွေစီကလည်းခွန်ကောက်ယူနိုင်ဖို့အတွက်စီစဉ်နေပြီးမကြခင်မှာအကောင့်ထဲပေါ်လာဖို့ရှိနေတယ်လို့မန်နိုင်ငံရွှေလုံငန်းရှင်များတင်ကပြောပါရယ်ရွှေဝယ်ယူတဲ့သူတွေစီကလည်းခွန်ကောက်ယူတဲ့ဆိုတာဟာစားတောက်ဆိုင်တွေမှာစားသုံးသူတွေစီကလည်းခွန်ကောက်ယူတဲ့ပုံစံမျိုးပဲဖြစ်ပါရယ်ဒီလိုသာရွှေဝယ်ယူတဲ့သူတွေစီကလည်းခွန်ကောက်ယူမယ်ဆိုရင်တော့မောင်ခိုရွှေရောင်းဝယ်လုပ်တဲ့ဈေးကွက်တွေပေါ်လာမယ်လို့ရွှေလုံငန်းရှင်တွေကသုံးသပ်တာတွေလည်းရှိနေပါရယ် တော့ဝယ်ရအများကြီးကြာမှာပေါ့ဒါကတော့ဖိတာတယ်ဘယ်သူမှလည်းဝယ်တော့မှာမဟုတ်ဘူးလေပြီးတော့မောက်ကိုဈေးကွက်လိုမျိုးပေါ်ရင်ပေါ်လာမှာပေါ့နော်တရားဝင်ပေါ်ချတယ်မခွင့်ကြတော့ပဲနဲ့ဟိုလိုလိုဒေဒေကမလို့လေအဲ့ဒါလေးလည်းဖြစ်လာနိုင်ပါတယ်ရွှေဝယ်ယူတဲ့သူတွေစီကနေခွန်ကောက်ယူတဲ့နေရာမှာ900ခန်းလုံးခွန်ကောက်ယူမှာဖြစ်လို့200ခန်းလုံးသာကောက်ခံဖို့အတွက်မန္တလေးရွှေလုံငန်းရှင်များအသင်းကပြန်လည်တင်ပြထားပါတယ်ဒီရွှေကုန်သားများအသင်းကလည်းပြန်ပြီးတော့ဟိုဆက်တင်ပြလာတယ်ပေါ့နော်ဒီလိုမျိုးပေါ်မှာတက်5%ကောက်လိုက်မှာဆိုရင်ဝယ်လူတွေနဲ့ဝယ်ကြတော့မှာပေါ့ ာကြောင့်လဲဆိုတော့တကြတာဝယ်မယ်လို့က၈သိန်းလောက်ရှိတယ်အဲ5%ကောက်လိုက်လို့ကျ၄သိန်းအောင်လကပေးရမယ်အဲတကြတာဝယ်လိုက်အစိုးရအောင်၄သိန်းအခွန်ခေါင်းအောင်မယ်ဆိုတော့တို့လည်းဝယ်တော့မှာမဟုတ်ဘူးဆိုတော့အယောင်ဝယ်နေတာကကြာသွားနိုင်မယ်ပေါ့နော်အဲအဲ့ဒီတော့ဟို2% 3%လောက်ပဲကောက်ဖို့ဆိုပြီးတော့ပြန်တင်ပြထားတယ်လို့သိကြတယ်ခုနီတော့ဘာမှအကြောင်းမပြတော်ဝယ်ယူတဲ့သူတွေစီကလည်းခွန်ကောက်ယူတဲ့နေရာမှာလက်ဝဲရနာဝယ်ယူတဲ့သူတွေစီကသာခွန်ကောက်ယူသွားဖို့ရှိနေပြီး16ပဲရွှေတုံးဝယ်ယူတဲ့သူတွေစီကတော့ခွန်ကောက်ယူဖို့မရှိဘူးလို့သိရပါတယ်ကျွန်တော်ကတော့ကြော်စီရပါ မြေအီကထောင်ပေါင်းချီပိုင်ဆိုင်တဲ့လုပ်ငန်းရှင်ကြီးတွေကိုပဲအကာအကွယ်ပေးထားတဲ့လက်ရှိမြေယာဥပဒေတွေနဲ့မူဝါဒတွေကိုဆွေးရသည့်အနေနဲ့ပြန်ပြင်ဆင်ပေးဖို့တောင်းဆိုတဲ့အစီရင်ခံစာထွက်ပေါ်လာပါတယ်။ကိုလင်းဆက်အောင်တင်ပြပို့ထားတာပါ။အခုအနေနဲ့ပတ်သက်ပြီးအားနည်းချက်တွေအားသာချက်တွေရှိတယ်။နိုင်ငံသားစွမ်းရည်မြင့်တင်၍တန်လွင်အဖွဲ့ကအမျိုးသားမြေအုံချမှုမူဝါဒလေယာမြေဥပဒေမြေလူမြေလက်နဲ့မြေရဲများစီမံခန့်ခွဲမှုဥပဒေတွေကိုလေ့လာဆန်းစစ်ထားတဲ့သုတေသနအစီရင်ခံစာအနစ်ချုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီလ19ရက်နေ့ကရန်ကုန်မြို့တော်ဝင်နေစီခန်းမှာမှာပြုလုပ်ခဲ့ပါတယ်။လုပ်ငန်းရှင်ကြီးတွေကိုအခွင့်အရေးပေးထားတယ်။လုပ်ငန်းရှင်ကြီးတွေကိုအကာအကွယ်ပေးထားတယ်။ဆိုတဲ့ဥပဒေတွေ။အဲ့ဒီအကာအကွယ်ပေးပြီးတစ်ဖက်ကလုပ်ငန်းရှင်ကြီးတွေကိုအကာအကွယ်ပေးပြီးတော့လုပ်ငန်းငယ်တောင်းတတွေအပေါ်မှာဖိနှိပ်နိုင်တဲ့အခွင့်အရေးဥပမာဖန်ဆီးနိုင်တဲ့အခွင့်အရေးတွေပါနေတဲ့ဥပဒေဒီကာလမှာဒီမိုကရေစီဆိုရကာလဖြစ်နေပြီဒီမိုကရေစီအပြောင်းလဲကာလချင်းပြည်သူတင်မြောက်ထားတဲ့ပြည်သူဆိုရဖြစ်နေတဲ့ကာလမှာကျွန်တော်တို့က ဒီလိုမျိုးမတရားတဲ့ဥပဒေတွေမတရားတဲ့မူဝါဒတွေကျွန်တော်တို့ပြည်သူတွေကိုမျက်ကွယ်ပြုမျက်ကွယ်ပြုထားတဲ့မူဝါဒတွေဟိုပြန်လဲပြင်ဆင်ဖို့လိုတယ်ဆိုတော့ကြီးဝဲချက်နဲ့ကျွန်တော်တို့ဒီစာတမ်းကိုပြုစုပြီးတော့ဖြန့်ဝေခဲ့တာပါအမျိုးသားမျိုးအသုံးချမှုမူဝါဒထဲမှာလဲရမျိုးအပြင်ကြေးရွာမျိုးအိုးအိမ်မျိုးစကြက်မျိုးစီပင်မျိုးအများပြည်သူပိုင်းမျိုးတတော်မျိုးနဲ့မြေလူမျိုးရဲစတဲ့အမျိုးအမျိုးသားတွေအားလုံးကိုလွှမ်းခြုံပါဝင်ဖို့နဲ့ လောက်ကွယ်ငွေတောင်သူလယ်သမားတွေလက်တွေ့ရင်ဆိုင်နေရတဲ့ပြဿနာအခက်အခဲတွေကိုအကာအကွယ်ပေးဖြေရှင်းနိုင်တဲ့မူဝါဒမျိုးဖြစ်လာဖို့အတွက်လည်းပြင်ဆင်ရေးဆွဲပေးဖို့အစိုးရခန်းစာထဲမှာထည့်သွင်းဖော်ပြထားပါတယ်။တန်လွင်အဖွဲ့ကပြုစုလိုက်တဲ့အခုသုတေသနအစိုးရခန်းစာကိုတောင်သူလယ်သမားရေးရာကော်မတီကဆက်လက်ဆွေးနွေးသွားမယ်လို့ပြောပါတယ်။ဒီစာတမ်းမှာစာအုပ်ကိုကျွန်တော်ပြန်ပြီးတော့ဒီကျွန်တော်ကော်မတီမှာလည်းပေါ့ပြန်ပြီးတော့ဟိုလေးလာဖို့ပြန်ပြီးလာပါမယ်ဆွေးနွေးပါမယ်။ဟာညပြီလည်းပဲဒီပေါ်မှာပေါ့လေ့လာပြီးတော့ ဘာလို့စက်ကြီးဆောင်ရွက်တင်လဲဆိုတဲ့ကိစ္စလေးလေဒီတော့တဲ့ကိုဆောင်ရွက်ဖို့လိုတာပေါ့နော်ဒီကအာ P2B ရဲ့စံကားလေး P2B ရဲ့အတန်းလေးဒါလေးအများကြီးထိခတ်ဖို့လိုပါလေလေယာဉ်နဲ့ဥယျာဉ်ဖြစ်ပြီးသားမြေတွေကိုဌာနဆိုင်ရာတခုတည်းကဆုံးဖြတ်ပြီးတော့လေယာဉ်မြေမဲ့ပုံနေတဲ့ကိစ္စတွေကိုမစင်စားတင်ဘူးလို့မြေယာဉ်မှန်တဲ့အဖွဲ့ကပြောပါတယ်မြေမျိုးစားမှာလေဖြစ်ပြီးသားဒီယာဖြစ်ပြီးသားဥယျာဉ်ဖြစ်ပြီးသားဒီရှိနေတာတွေကိုကျွန်တော်တို့ဒီ မပုံတော့မပြီးတော့ဘူးလားဘလို့စဉ်းစားမလဲဒါမှတယောက်နဲ့ဆုံးဖြတ်လို့မရဘူးဌာနတစ်ခုနဲ့ဆုံးဖြတ်လို့မရဘူးတက်ဆက်ဌာနအလုံးပါဝင်ဖို့လိုသလိုပဲတောင်းတွင်ကိုယ်တိုင်ပါဝင်ပြီးတော့မှာသူတို့ရဲ့ဘဝအတွက်သူတို့ရဲ့ဒီယူနေမှုနော်ဒီပူပြုတ်တဲ့ခုအတွက်သူတို့ကိုယ်တိုင်ပါဝင်ဖို့ကိုပြီးနိုင်တဲ့နည်းလမ်းတွေမှာဒီဥပဒေတစ်ခုကိုမပြုတ်ဘူးဆိုရင်တော့ဒီကျတော့ဒီခေတ်မှာရွေးနေတဲ့ဒီမိုကရေစီလမ်းကြောင်းကအပြည့်စုံဆုံးအနေအထားကိုရောက်နိုင်မအောင်နိုင်မှာမဟုတ်ဘူးလို့မနေ့ကတော့ကျွန်တော်တို့ဆွေးနွေးကြပါတယ် သမဏဦးသိန်းစင်လက်ထက်ကပြတ်ထန်းခဲ့တဲ့လေယာဉ်မြေဥပဒေနဲ့မြေလွတ်မြေလက်နဲ့မြေရဲများစီမံခန့်ခွဲမှုဥပဒေမျိုးသားမြေအုံချမှုမူဝါဒတွေဟာဒေသမားတွေအပေါ်နဲ့တိုင်းရင်းသားတွေအပေါ်မှာအပြည့်အဝအကာအကွယ်မပေးဘဲနဲ့လေယာဉ်မြေတွေကိုမတရားသိမ်းယူထားတဲ့သူတွေရဲ့အပေါ်မှာသာကာကွယ်မှုတွေရှိနေတယ်လို့အစိုးရခန်းစာထဲမှာဖော်ပြထားပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါ တင်မဝင်ရောက်ခွင့်ယာယီအတွက်ရန်ကုန်ကိုလာရောက်ဆွေးနွေးနေတဲ့မလေးရှားကိုယ်စားလှယ်အဖွဲ့ကိုစီကံတတ်မှတ်ချက်နဲ့ဝင်ခွင့်ပြုလိုက်ပြီးဖြစ်တယ်လို့ရန်ကုန်ရှိမလေးရှားတန်အမကြီးရဲ့ပြောကြားချက်ကိုကိုးကားပြီးတော့မလေးရှားသတင်းစာဖြစ်တဲ့ New State တိုင်းသတင်းစာမှာဖော်ပြလိုက်ပါတယ်။ကေဇေးအပစ္စည်းတွေတန်တထောင်ခန့်တယ်ဆောင်လာမဲ့တင်ဘော့ကိုရန်ကုန်စစ်ကမ်းမှာသာကက်ခွင့်ပြုပြီးတော့မြန်မာအာဏာပိုင်တွေစီလွှဲပြောင်းပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။တခြားစီကံချက်တွေပါဝင်သေးပေမဲ့တန်အမကြီးအဗ်ဒူရာမန်ကထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ မလေးရှားဘက်ကလက်ခံတဲ့တင်မောရှိတာတွေတွေ့ရပြီးတော့အခုလိုခွင့်ပြုချက်ဟာနှုတ်ခရီးတာဖြစ်နေတဲ့အတွက်တရားဝင်စာနဲ့ရေးသားပေးဖို့တောင်းဆိုခဲ့တယ်လို့တန်မကြီးကပြောပါတယ်။မြန်မာအစိုးရဘက်ကလည်းအခုလိုအကူအညီပေးတာကိုကျေးဇူးဥပဒေအရတင်ရှိကြောင်းပြောဆိုခဲ့လို့သိရပါတယ်။အစည်းအဝေးကိုမြန်မာဘက်ကပြည်ပဆိုင်ရာဖွဲ့စည်းတွေနဲ့စီးပွားရေးဌာနညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးထွန်းနဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးတို့တက်ရောက်ခဲ့ကြပါတယ်ရှင်။ 2016ခုနှစ်အကယ်ဒမီပေးပွဲအတွက်ရွှေကြိုရွေးချယ်တဲ့နေရာမှာအလားမယ်ပါဝင်ခွင့်မရဘူးလို့ရွှေကြိုရွေးချယ်ရေးဆက်ကော်မတီကပြောပါတယ်ဒေါ်သူသူအောင်ကသတင်းပေးပို့ထားတာပါရှင်မြန်မာရုပ်ရှင်ထူးချူစုပေးပွဲအတွက်အကယ်ဒမီရွှေကြိုခေါ်ယူတဲ့နေရာမှာနိုင်ငံတကာအသီးသီးမှပါဝင်ရှင်ပြန်ခဲ့ကြတဲ့ Miss La Mary ကိုပါဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ရွှေကြိုရွေးချယ်ရေးဆက်ကော်မတီကတာဝန်ရှိသူဦးဝေးကျူလေးကပြောပါတယ်ဒါပေမဲ့ဒီဒီလေးကိုပြန်လဲလို့ရှိရင်သူတို့ကရတယ်ရတဲ့အခါကျတော့ကလေးတွေကပြန်ပြန်ဖြစ်မှဆိုလို့ နိုင်ငံတကာဝိစ်ပြည်မဲ့ကိုဝင်ထားတဲ့လူတူများတော့ပြရဖို့ဆိုအဲ့ဒါပါတယ်။နောက်ပြန်ရရတော့အရင်တိုင်းပါပဲအသက်16နှစ်ကနေ25နှစ်အတွင်းဟိုအရက်ဆိုရင်အားပြီးသုံးလက်မာနေပြီးတော့အားပြီးရှစ်လက်မာအထိဒါမေကလေးယောက်ျားလေးရလည်း6ပြည့်အထိအားပြီး6လက်မာဟို6ပြည့်အထိနဲ့အဲ့လိုသတ်မှတ်ချက်နေရရှိတယ်ရွှေကျွေးရွေးချယ်ရေးမှာလာရောက်စင်းသွင်းခဲ့သူတအူးကတော့ရွေးချယ်ခံရရင်အကောင်းဆုံးစူးစမ်းသွားမယ်လို့လည်းပြောပါရတယ် တကယ်လို့ဒီ Academy ပေးဝဲမှာအမိနေနဲ့ဟိုချေချိုတယောက်လောက်ရမယ်ဆိုရင်တော့အတိုင်းပြီးဝမ်းသာပါရဲ့ရှင်ဘာလို့လဲဆိုတော့ကိုကလည်းဝါသနာပါရဲ့အတွက်ကြောင့်အခုမှပထမအောင်လုပ်လုပ်တဲ့အတွက်ကြောင့်ကြိုးစားတော့ပါရှင်ရွှေကျိုးရေးချဲ့ရေးမှာစနစ်တကျစီစီရွေးချယ်သွားမှာဖြစ်ပြီးရွှေကျိုးရေးချဲ့ရေးဆက်ကော်မတီကိုအဖွဲ့ဝင်၁၂ဦးနဲ့ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။ရွှေကျိုးကတော့အကောင်းဆုံးဖြစ်အောင်ပေါ့နော်။ဟို ဟုတ်ပါပြန်ပါပဲယူကြပါပဲယူတဲ့တင်မှာပဲအကုန်လုံးသူ့စီကံစနစ်အတိုင်းပေါ့နော်အားလုံးရွှေချိုမှာအားလုံးစတဲ့ရောက်စနစ်ရောက်ရှိပါတယ်အတိုင်းတိုင်းပေါ့နော်စာနယ်ဇင်းကြီးရလဲကိုဝင်းကြီးနဲ့ကိုမြတ်ခိုင်ပါပါတယ်အဲဒီအကုန်လုံးထည့်ထားရဲဆိုတာလဲကိုမသက်သက်ရှင်းနဲ့ကိုမရွေးချယ်လဲဆိုတာသိအောင်ပေါ့နော်ဒီလိုလိုထည့်တော့အကုန်လုံးယူကြပါပါဆွေဆောင်ခုနှစ်မြမရုပ်ရှင်ထူးချွန်စုပေးပွဲကိုလာမယ့်မတ်လ28ရက်နေ့မှာပေးအပ်သွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဥဆောင်ပြီးကျင်းပပြုလုပ်ခွင့်ရရှိခဲ့တာကတော့2023ခုနှစ်ကနေစတင်ကျင်းပပြုလုပ်ခွင့်ရရှိခဲ့တာအခုဆိုရင်၃နှစ်ရှိပြီဖြစ်ပါတယ်မြန်မာရုပ်ရှင်ထူးချွတ်စုပေးပွဲကျင်းပပြုလုပ်မဲ့နေရာကိုတော့ရွေးချယ်နေဆဲဖြစ်ပြီးအကယ်ဒမီပေးပွဲကိုတော့မတ်လ28ရက်နေ့မှာပေးရသွားမယ်လို့ TPP ကိုပြောပါတယ်ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါ Miss International Queen မြန်မာ2014ဆုရထားတဲ့ NGPD မျိုးကုတ်ကိုဆန်ကိုမင်းည9နာရီခွဲရန်ကုန်လေစိတ်မှာလူတစုကစစ်စစ်ရရှိရဆိုပြီးတော့ဖမ်းဆီးခံခဲ့ရပါတယ်။သူကိုဒီနေ့မှာတော့ရန်ကင်းရဲစခန်းမှာထိန်းသိမ်းထားတာဖြစ်ပြီးတော့ဒီကနေ့မနက်မှာတော့ရန်ကင်းတရားရုံမှာတရားစွဲခဲ့ပါတယ်။တရားလိုကတော့တရုတ်ဆောင်ဝင်းမိုရွှေကြီးဖြစ်ပြီးတော့ရှေ့နေကိုဦးနဲ့အမှုဖွင့်ထားတာဖြစ်တယ်လို့သိရပါတယ်။အမှုကတော့အမှုပညာသမားတွေရဲ့အတွင်းရေးကိုဖော်ပြလေးရှိတဲ့ Sally Sally Small Page ကို admin ထဲမှာပါဝင်နေဆိုပြီး ဆက်သွယ်ဥပဒေပုံမှာ66ကကြီးနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။မြို့ကူကိုစံဘက်ကတော့သူ့အနေနဲ့ silly silly small page နဲ့ admin မဟုတ်ဘူးဆိုတာကိုညှင်းဆိုထားပြီးတော့ account 2နဲ့လုံခြံခံထားရတာဖြစ်တယ်လို့ပြောပါတယ်။ရန်ကင်းတရားရုံးကတော့ရမန်ကြီးတစ်ပတ်ယူထားပြီးတော့ဇန်နဝါရီလ31ရက်နေ့ကိုချိန်ဆထားတယ်လို့နီးစပ်သူတွေထံကသိရပါတယ်ရှင်။စံကားစီမြောက်ကျင်းပါမယ်မြန်မာ open cup ဒီရိုက်ပြိုင်ပွဲမှာနိုင်ငံပေါင်း40ကကစားသမား150ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ဒီသတင်းကိုတော့လွှမ်းမိုးအောင်ကပေးပို့ထားပါရရှင် အရှာတိုးအဖွဲ့ကစီစဉ်ကျင်းပတဲ့မြန်မာအဝင်ကောက်သီးရိုက်ပွဲကိုလာမယ့်ဇန်နဝါရီ26ရက်ကနေ29ရက်အထိပန်းလိုင်ကောက်ဝဲမှာကျင်းပမှာပါဒီပွဲမှာစုကြည့်စုစုပေါင်းအမေရိကန်ဒေါ်လာ9သိန်းခွဲချိမြန်မာဖြစ်ပြီးနိုင်ငံပေါင်း40ကပရော်ဖက်ရှင်နယ်ကောက်သီးကစားသမားတွေပါဝင်ရှင်ပိုင်ကြမှာဖြစ်ပါတယ်နိုင်ငံပေါင်းကတော့အားလုံးပေါင်း40ကျော်တဲ့မှာဟိုတကဘာလုံးပါတာပေါ့နော်အရှေ့တောင်အရှာလည်းပါတယ်အာရှလည်းပါတယ်ယူလည်းပါတယ်အမေရိကလည်းပါတယ်ပေါ့နော်အားလုံးပါပါတယ်ထူးခြားပြစ်တာတော့ဒီမှာဆိုတော့တကယ်ကဘာမှာတကယ် တကယ်ဟို longest drive ရိုက်ထားတဲ့ဟိုအကစားသမားတွေအားစားပါတော့ဗောနော်တကယ်တော့ဒီကတော့နိုင်ငံတကာဟိုမှာတဲ့ကိုဒီအင်းဟိုသားမှာအရှမာတော့မှဒီစုချင်းငွေ9000ကျော်ဆိုတော့တော်များတဲ့အလို့ပြောရမှာဖြစ်ပါဒီပြိုင်ပွဲမှာမြန်မာနိုင်ငံကကစားသမား14ဦးဝင်ရောက်ရှင်ပယ်မှာပါမြန်မာကစားသမားတွေအနေနဲ့နိုင်ငံတကာပွဲအတွေ့အကြုံပုံမရရှိလာမှာဖြစ်ပြီးဒီပြိုင်ပွဲမှာအောင်မြင်မှုရဖို့လည်းမျှော်လင့်ထားတယ်လို့ခေါသီအဖွဲ့ချုပ်အခွရကပြောပါတယ်ခေါသီဘုတ်ယုံအနေနဲ့တော့အများကြီးမျှော်လင့်တာပေါ့ ို့လည်းဒါပေါ့နိုင်ငံတကာအနေနဲ့ရိုက်နေတဲ့ဟာမျိုးကြတော့လည်းကျွန်တော်တို့ကြည့်ရမှာပေါ့လေတော်ကြီးအားသာသမားဆိုတာဘယ်အားကစားနည်းမဆိုပါပဲဒီကြိုးစားအထောက်အမှုနဲ့လုံလောက်ဝရဆိုင်မှုနဲ့အများကြီးရှိရတော့လို့ပါပဲအမေချာရောပရောဆိုအလုံး14ယောက်ပုံမှန်ပြရလေပရောက10ယောက်အမေချာ4ယောက်14ယောက်အဲ့ဒီမှာမှကျွန်တော်တို့ဒီအမေချာထဲမှာဆိုလို့ရင်ဟိုပြီးခဲ့တဲ့လာရမှာမှကျွန်တော်တို့ဝါစာပေါ့ဝါအမေချာမှာဆွတ်သွားရတဲ့ဒုတိယဆုပေါ့နော်ဝါအမေချာပွဲမှာဆွရခဲ့တဲ့ ိန်းစီသူတို့လူမျိုးပါတော့ဝင်ရိုက်ပါပါပရိုမှာဆိုလို့ရှိရင်ရဲထက်အောင်ပေါ့နော်ဒီအေရှန်တို့ကိုရိုက်နေပြီနော်ဟိန်းစီသူဆိုရှင်ဝေါ်မှာဆိုလို့ရှိရင်အာမီချာမှာဆိုရင်အခုတော့မှသွားရဒုတိယရရတယ်လီဒီစ်မှာဆိုလို့ရှိရင်ရေမြမျိုးဆိုလို့ရှိရင်ဒါလီဒီစ်ပရိုပရောင်းတဲ့ရောက်ဖြစ်လာပါ မြန်မာဥပဒေကောက်တည်ရိုက်ပြန်ပွဲမှာတရက်16ကျင်းရဲမှာဖြစ်ပြီး၄ရက်ပေါင်း82ကျင်းအတွက်ရှင်ပြန်ကြရမှာပါအဆင့်တက်ကနေ65အထိရပ်တည်နိုင်တဲ့ကစားသမားတွေကိုအဆင့်တက်မှတ်ချက်အလိုက်စုချင်းငွေချင်းမြန်မာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့မြန်မာဥပဒေကောက်ရိုက်ပြန်ပွဲကို1996ခုနှစ်ကတည်းကနှစ်စဉ်ကျင်းပလာတာဖြစ်ပြီးဒီနှစ်ပြန်ပွဲရ15ကျင်းမြောက်ပြန်ပွဲဖြစ်ပါတယ်ပြီးခဲ့တဲ့2016မြန်မာဥပဒေမှာတောင်အာဖရိကနိုင်ငံသား Norris ကဂျပန်နဲ့တောင်ကိုရီးယားကစားသမားတွေထက်၄ချက်ရှော့ရိုက်ပြီးချန်ပီယံဖလားရယူနိုင်ခဲ့ပါတယ်ကျွန်တော်လွှမ်းမိုးအောင်ပါ ။ TV ရုပ်မြင်သံကြားကနေည7:00အချိန်ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ခိုင်ပန်းနူပါ။